ုတ်နိုင်ငံသမရရှီကျင်းပင်ဟာတရုတ်နိုင်ငံနဲ့အမေရိကန်နိုင်ငံတွေအနေနဲ့တောင်တရုတ်ပင်လယ်အရေးကိစ္စနဲ့ပတ်သက်ပြီးတင်းမာမှုတွေကိုလျှော့ချနိုင်ဖို့အတွက်အပြန်အလှန်ယုံကြည်မှုတွေပုံမိုထားရှိတဲ့နယ်လို့ပြောကြားခဲ့ကြောင်း AFP သတင်းတရက်မှာဖော်ပြထားပါတယ်။သမရရှီဟာပေကျင်းမြို့မှာကျင်းပခဲ့တဲ့မဟာဗျူဟာရေးရာနဲ့စီးပွားရေးဆိုင်ရာနှစ်ပတ်လည်အစည်းအဝေးဖွင့်ပွဲမှာအခုလိုမျိုးပြောကြားခဲ့တာပါ။ တရုတ်နိုင်ငံဟာအိန္ဒိချင်းအရှိတောင်အာရှနိုင်ငံတွေရဲ့ကန့်ကွက်မှုတွေရှိနေပေမဲ့လည်းမဟာဗျူဟာအရအရေးပါတဲ့တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကိုပိုင်ဆိုင်တယ်လို့အခိုင်အမာပြောဆိုနေပြီးစီးရီးအတွက်အသုံးပြုနိုင်မှုအတွက်ကျွန်းတူတွေကိုလည်းမြန်မြန်ဆန်ဆန်တိစောက်နေပါဗျာ။ ဒါပေမဲ့လည်းအမေရိကန်နိုင်ငံကတရုတ်ပန်ဆိုင်ကြောင်းကြေညာထားတဲ့တနာကြောက်တန်းတွေအနည်းကိုစစ်သည်မော်တွေဆီလွတ်ခဲ့တဲ့အတွက်ကြောင့်နှစ်နိုင်ငံအကြားတင်းမာမှုတွေပုံမှန်မြင့်တက်လာခဲ့ပါတယ်။တရုတ်နဲ့အမေရိကန်နိုင်ငံတွေအနေနဲ့အပြန်အလှန်ယုံကြည်မှုတွေပုံမှန်ထားရှိပြီးစူပါပါဝါနှစ်နိုင်ငံအကြားမှာဖြစ်ပေါ်နေတဲ့တင်းမာမှုတွေကိုလည်းဖြေရှင်းကမဟာဗျူဟာပိုင်းဆိုင်ရာအယူအဆလွဲမှားမှုတွေကိုရှောင်လွဲနိုင်ဖို့စူးစမ်းတင်တယ်လို့တမရရှိကအဲ့ဒီဆွေးနွေးပွဲမှာပြောကြားခဲ့ပါတယ်။ အငင်းပွားမှုတွေကိုချက်ချင်းကြီးမဖြေရှင်းနိုင်သေးပေမဲ့နှစ်နိုင်ငံလုံးကလက်တွေ့ကြပြီးအပြူသဘောဆောင်တဲ့နီးလန့်တွေနဲ့အငင်းပွားမှုတွေကိုဖြေရှင်းတဲ့နယ်လို့ရှီကဆက်လက်ပြောပါဗျာ။အမေရိကန်နိုင်ငံသားရေးဝန်ကြီးဂျွန်ကယ်ရီကတော့တောင်တရုတ်ပင်လယ်အရေးကိစ္စကိုတန်တမန်နီးလန့်နဲ့သာဖြေရှင်းတဲ့ကြောင်းတစ်ဖက်သက်ဆုံးဖြတ်ချက်နဲ့ဆောင်ရွက်မယ်ဆိုလို့ရှိရင်ဘယ်နိုင်ငံကိုမဆိုဆန့်ကျင်ကြောင်းပြောကြားခဲ့ပါဗျာ။ဒီထိပ်သီးအစည်းအဝေးပွဲမှာတောင်တရုတ်ပင်လယ်အရေးကိစ္စအပြင်ယာတီဥရုပြောင်းလဲမှု အကျန်းဖတ်မှုအနေနဲ့ကုန်သွယ်ရေးနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်တွေကိုလည်းဆွေးနွေးသွားမှာဖြစ်တယ်လို့ AFP သတင်းတရမှာဖော်ပြထားပါတယ်။